လိုအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာအာထရန့်အာနိုးကိုရီယယ်မက်ဒရစ်အသင်းကတော့အပြောင်းရွှေ့ဒါဈေးကွက်စဖွင့်တာနဲ့ကိုရီယယ်မက်ဒရစ်အသင်းကိုဆော့ဆော့လေးပေါ့နော်ဟိုပြောင်းရွှေ့ဖို့အတွက်ကိုလိုချင်တာမျိုးလေးရှိပါတယ်ဒါလေးတော့လက်ရှိမှာ update news လေးဖြစ်နေပါတယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာလည်းဖြစ်ပါတယ် Okay ဆိုတော့လက်ရှိမှာရီယယ်မက်ဒရစ်အသင်းကတော့အပြောင်းအရွှေ့မှာ အာတော်တော်လေးကိုလက်သွက်နေတာမျိုးရှိတယ်။မနေ့ကလည်းကျွန်တော် live မှာပြောခဲ့သလိုကျွန်တော်တို့ Liverpool အသင်းကစိတ်ဝင်စားနေတဲ့ White Sun ပေါ့နော်။ Huijsen ကိုတော့ Real Madrid အသင်းကလက်ရှိမှာဆိုလို့ရှိရင်တော့ခေါ်ယူဖို့အတော်အခြေအနေကောင်းသွားပြီးတော့ဒါ Heavy Goal လို့ပဲပြောရမှာပေါ့။အာ Huijsen ကိုတိုင်က Real Madrid အသင်းကိုပြောင်းရွှေ့ဖို့အတွက်ခေါင်းငိတ်လိုက်ပြီးဖုံးပေါက်သင်းလိုချင်နေတဲ့ပြောင်းရွှေ့ချေပမာဏကိုလည်း Real Madrid အသင်းကလုံးဝပေးချေသွားမယ့်အနေအထားဆိုတော့ဒီအပြောင်းရွှေ့လေးက ပြပြတ်သွားပြီလို့တော့ပြောလို့ရတယ်အာဒါကြောင့်လည်းကျွန်တော်မနေ့က live မှာပြောခဲ့ပါတယ် Real Madrid အသင်းအနေနဲ့အပြောင်းရွှေ့မှာကျွန်တော်တို့ Liverpool အသင်းကြိုက်နေတဲ့ကစားသမားတွေကိုသူ့အနေနဲ့စိတ်ဝင်စားတယ်ပြီးတော့ကစားသမားတွေကလည်းနှစ်ခါတော့ညင်းစရာမလိုပဲနဲ့ Real Madrid အသင်းကကမ်းလှမ်းပြီဆိုတာနဲ့ဒါကောက်ကောက်ပါဟောင်းလိုက်သွားတာမျိုးရှိတယ်အခုတော့ဒါဟူရစင်ပါသွားပါပြီဆိုတော့တစ်ဆက်တည်းမှာပဲ Real Madrid အသင်းကဒါဂျွန်19ပေါ့နော်ဂျွန်19မှာဆိုလို့ရှိရင်တော့ကမ္ဘာကလပ်အာကလပ်ကမ္ဘာဖလားရှင်ပြိုင်ကစားဖို့ရှိပါတယ် ဆိုတဲ့ခါကျတော့အဲ့ဒီမတိုင်ခင်မှာ Trunk ကိုအာ Real Madrid အသင်းကဒီအသင်းကိုခေါ်ယူပြီးတော့ Trunk ကို Barnabyu မှာလဲဒါမိတ်ဆက်ပွဲလုပ်သွားပြီးတော့အဲ့ဒီမတိုင်ခင်ကလပ်ကပဖလားအတွက်ပေါ့နော်ဒီ registration လုပ်တဲ့ကစားသမားစီးရင်မှာ Huyasin နဲ့ Trunk နှစ်ဦးစလုံးကိုစီးရင်သွင်းကြည့်နေတာမျိုးရှိတယ်။ဒါကြောင့်လဲ Real Madrid အသင်းဘက်ကဒါပုံမှန်ထက် စောပြီးတော့ trend ကိုလေဘဘူးအသင်းကနေပြီးတော့ဒါ Real Madrid အသင်းကိုပြောင်းရွှေ့ခွင့်ပေးဖို့ညှိနှိုင်းမှုတွေလုပ်လာတယ်လို့တော့သိရပါတယ်ဆိုတော့အပြောင်းရွှေ့ဈေးကွက်ကလည်းဂျွန်တရက်နေ့ကနေပြီးတော့ဂျွန်ဆယ်ရက်နေ့အထိပေါ့နော်ဒါအရင်အထက်စာလို့ရှိရင်ပို့ပြီးတော့စောဖွင့်ပေးထားတာမျိုးရှိတယ်ဒါကလည်းအကလကပဖလားရှိတဲ့အတွက်ကိုဒီအသင်းတွေအတွက်ပြင်ဆင်ချိန်ရအောင်ဆိုပြီးတော့ transfer window ကိုပို့ပြီးတော့စောဖွင့်ပေးထားတာမျိုးရှိတယ်။ trend နဲ့ကျွန်တော်တို့ liverpool အသင်းရဲ့ contract ကုန်ဆုံးမဲ့ကာလကတော့ ဂျွန်30မှာကုံဆုံးမှာဆိုတော့ဂျွန်30မှာကုံဆုံးမယ်ဆိုတော့ဂျွန်19မှာရီယယ်မက်ဒရစ်အသင်းကအာကလပ်ကပဖလားရှင်ပြန်ကစားဖို့ရှိရတဲ့အတွက်ကျွန်တော်တို့ကဒီအာကွန်ထရက်ရူးတီအရာအပြောင်းရွှေ့ transfer ဈေးကွက်အရာဆိုလို့ရှိရင်တော့ trend ကိုကျွန်တော်တို့ကစာချုပ်သက်တမ်းကုံဆုံးမှဒီရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ဝင်ပေးရမယ့်အနေအထားမျိုးလေးရှိတယ်ဆိုတော့ Liverpool အသင်းအနေနဲ့ကလည်းဒီအခွင့်အရေးကိုအသုံးချသွားမလားလက်ရှိမှာဆိုလို့ရှိရင်တော့ Real Madrid အသင်းက Liverpool အသင်းကို Trent ကိုသာသူ့အနေနဲ့စောပြီးတော့လွှတ်မယ်ဆိုလို့ရှိရင်တော့ Liverpool အသင်းဘက်ကိုဒေါ်လာ 1.1 million ပေးသွားမယ်ဆိုပြီးတော့ကမ်းလှမ်းခဲ့တာမျိုးလေးရှိပါတယ်။ဒါလေးကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ဆိုတော့ Trent လိုကစားသမားမျိုးကိုကျွန်တော်တို့ Liverpool အသင်းကအလွတ်နဲ့ဒါထွက်ခွာခွင့်ပေးထားရတာဖြစ်တဲ့အတွက်ကိုပြောင်းရွှေ့ကြေးတပြားတစ်ချက်မှမရဘူး။ဒါပေမဲ့ contract အရာရောအပြောင်းရွှေ့ဈေးကွက်အရာရောလက်ရှိ Real Madrid အသင်းကလကပဖလာကံမှုရှိတဲ့အခွင့်အရေးလေးကိုစုပ်ကင်ပြီးတော့ ထိုက်တန်တဲ့ပြောင်းရွှေ့ခြင်းမဟုတ်ရင်တော့ဘောနော်ရာသင်ရထိုက်တဲ့ပြောင်းရွှေ့ခြင်းလေးရမယ်ဆိုတဲ့အနေထားမှာဘောနော်လက်ခံသွားမလားစိတ်ဝင်စားဖို့တော့ကောင်းနေပါလက်ရှိတက်နေတဲ့ breaking news အရာတော့ Liverpool အသင်းနဲ့ Real Madrid အသင်းကြားထဲမှာ Trent ရဲ့အပြောင်းအရွှေ့အတွက်ဆောလွတ်မယ်ဆိုတဲ့အနှိမ့်နိုင်မှုလေးကိုတော့ Liverpool အသင်းဘက်ကတော့လက်ခံထားခြင်းမျိုးတော့မရှိဘူးစိတ်ဝင်စားဖို့တော့ကောင်းပါတယ်ဆိုတော့ကျွန်တော် Liverpool အသင်းကလည်းလက်ရှိ Trent ရဲ့ saturation နဲ့ပတ်သက်လို့အားလုံးသိကြတဲ့အတိုင်းပဲပြည်သက်တွေကလည်း Trent အပေါ်မှာအမြင်မကြည်တာမျိုးလေးရှိသလိုအသင်းဘက်ကလည်း Trent ရဲ့လောက်ရကြောက်ဒါ အကျိုးမြတ်တပြားတစ်ချက်မှမခံစားရတဲ့အနေအထားမျိုးလေးတွေမှာတော့ဒါ Real Madrid အသင်ကိုအခက်တွေ့အောင်လှုပ်သွားမလားစိတ်ဝင်စားဖို့တော့ကောင်းတယ်ဆိုတော့ကျွန်တော်ရဲ့အမြင်ကပြောရမယ်ဆိုလို့ရှင်တော့နောက်လဲပြောင်းပါပဲကျွန်တော်တို့အနေနဲ့လက်လွတ်ရမယ့်အနေအထားမှာဗျာမထူးတော့ဘူးပေါ့နော်ဟိုတစ်ပတ်လောက်ဆောလွတ်နှစ်ပတ်လောက်ဆောလွတ်လဲဘာမှမထူးတော့တဲ့အနေအထားမှာဒါ Real Madrid အသင်ကိုဆောပြီးတော့လွတ်တင်တယ်လို့ထင်တယ်ဟိုအလကားလက်လွတ်ရမယ်တူပေါ့နော်ဘာပဲပြောပြောဒါ ဒေါ်လာအနေနဲ့ဆိုလို့ရှိရင်တော့1.1 million လောက်ရရှိမှာဖြစ်တဲ့အတွက်အသင်းအတွက်ကလည်းအနည်းငယ်တော့အကျိုးခံစားခွင့်ရရှိမယ်လို့တော့ထင်ပါတယ်ဆိုတော့ဒီအတွက်ညှိနှိုင်းမှုလေးတွေကဘာတွေဆက်ဖြစ်လာမလဲတစ်ချက်ကြည့်ရမယ်ဆိုတော့ Real Madrid အသင်းကလည်းပွင့်လင်းပြောမယ်ဆိုရင်တော့ဒါလူလေကြတဲ့အနေအထားမျိုးပဲဘာဖြစ်လို့ဆိုတော့ Liverpool အသင်းကို Trent ကို sell လုပ်မယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒေါ်လာ1.3တသန်းပဲပေးချေရမှာဒါပေမဲ့ Trent ကိုအာကလပ်ကဘဖလားမတိုင်ခင်ဘာနေပြီးကွင်းကြီးမှာမိတ်ဆက်ပြီးတော့အာကလပ်ကဘဖလားအတွက် အသင်းရဲ့လူစင်းမှာလည်းထည့်ခွင့်ရမယ့်အနေထားရယ်ပြီးတော့ဒါဂျာစီရောင်းချမဲ့အာတကဘာလုံးပေါ့နော်ထရန့်ရဲ့ဂျာစီရီယယ်မက်ဒရစ်ဂျာစီရောင်းရမယ့်အကျိုးအမြတ်တွေရှိနေတယ်စပွန်ဆာကြီးတွေရှိနေတယ်ရုပ်တံကြီးတွေရှိနေတယ်ပြီးတော့ထရန့်ကိုဘာနေဘူးကွင်းမှာမိတ်ဆက်ပွဲလုပ်မယ်ဆိုလို့ရှိရင်လည်းကွင်းဝင်ကြီးကအမြောက်အများရမယ့်အနေအထားဆိုတော့ရီယယ်မက်ဒရစ်အသင်းကလည်းတစ်ချက်ခုနှစ်ချက်သုံးချက်လောက်ပြတ်မယ့်အကျိုးခံအသာခွင့်ရရှိမယ့်အနေအထားသူကောင်ကဒေါ်လာအတိတ်တတန်းလောက်ပဲပြန်ရမယ့်အကျိုးအမြတ်ကများတယ်လီဗာပူးအသင်းကလည်းဒီအခြေအနေကိုသိတဲ့အတွက်ကိုအာဆော့ဆော့တော့ပြောင်းရွှေ့ပေး ရှင်နာမျိုးတော့ရှိတယ်ဒါပေမဲ့ရီယယ်မက်ဒရစ်အသင်းကိုဒီထက်ပိုပြီးတော့ဟိုပေးနိုင်အောင်ပေါ့နော်လီဗာပူးအသင်းဘက်ကတော့ဒါကျွန်တော်ထင်တာပေါင်2တန်းလောက်လိုချင်နေတာမျိုးရှိရလို့တော့သိရတယ်လက်ရှိမှာတက်နေတဲ့ရူမတီအရာတော့ဆိုတော့ဒီညှိနှိုင်းမှုလေးကဘာတွေဆက်ဖြစ်လာမလဲစိတ်ဝင်စားဖို့တော့ကောင်းပါတယ်ဆိုတော့ရီယယ်မက်ဒရစ်အသင်းကလည်းသူ့အကြံနဲ့သူလီဗာပူးအသင်းကလည်းအဲ့ဒီရီယယ်မက်ဒရစ်အကြံကိုသိနေတာဖြစ်တဲ့အတွက်ပေါ့နော်လက်ရှိရီယယ်မက်ဒရစ်အသင်းကန်းလန်းတဲ့ပမာဏထပ်ပိုလိုချင်နေတာမျိုးလေးရှိတယ်ဆိုတော့ဘလောက်နဲ့အဆင်ပြေသွားမလဲစိတ်ဝင်စားဖို့တော့ကောင်းပါတယ်ထရန့်ကတော့အဲထင်ထားတာထက်ကျွန်တော်တို့နဲ့ပေါ့နော်လမ်းခွဲလေးကတော့ အပြောင်းရွှေ့ဈေးကစာဖွင့်တာရေစာချုပ်တက်တန်းမတကုံခင်ရေပေါ့နော်စောစောလေးဒါလက်လွှတ်ရမယ်အနေထားမျိုးလေးမှာတော့ရှိပါတယ်ဆိုတော့ဒီအပေါ်ဘလို့အမြင်ရှိလဲဗျလီဗာပူးဖန်တွေအနေနဲ့အမြင်လေးတွေ common box မှာဝင်ရောက်ဆွေးနွေးပြီးသွားခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ